Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့ကဆုံလာပြေဗုဒ္ဓနေ့ညောင်ရီသုံးလောင်းပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တမိုင်းဝင်မဟာဓမ္မယန္တိအိန္ဒိယဇေယျတော်မြတ်ကြီးရဲ့ကောပကအဖွဲ့ဝင်များမှကြီးမှုကျင်းပတဲ့ကဆုံလာပြေဗုဒ္ဓနေ့ညောင်ရီသုံးလောင်းပွဲတော်အခမ်းအနားကိုတော့မေလာ၁၇ရက်နေ့နဲ့9နာရီခွဲကာ ။တမိုင်းဝင် မဟာဓမရန်သည်အိန္ဒိယစီရောမြကြီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပထမဦးစွာအခမ်းအနားကို နမောတသ၃ရက်ရုပ်စုဖျားကတော့ဖွင့်လှစ်ခဲ့ပြီးဂောဘကအဖွဲနှင့်အပရိသတ်အပေါင်းတို့ကအိန္ဒိယစီရီတော်ဘနာတော်ရင်ဂောဘကအဖွဲဩဝါရစရိယဥက္ကဋ္ဌအက္ကမဟာပဏိတာ အက္ကမဟာကဏဝါစကပဏိတာ ဗဒနာမမကာဘီဝန္တာဆရာတော်ကြီးထံမှရှစ်ပါးသီလခံယူစောင့်တည်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကြွားရောက်တော်မူလာကြကုန်သောဩဝါရာစရိယဆရာတော်ကြီးများကမေတ္တာတုပ်ပရိတ်တရားတော်များရွတ်ပွားတည်ဆဲချင်းမြင့်ပေးသနာတော်မူခဲ့ပြီးဂောဘကအဖွဲနှင့်အလူရှင်ကြီးများကဩဝါရာစရိယဆရာတော်ကြီးများထံလှူဘဲဝိထုပစ္စည်းများဆက်ကလူဒန်းခဲ့ပါတယ်။ ဆက်လက်ပြီးစေရီတော်ဩဝါဒစရိယဥက္ကဋ္ဌဆရာတော်ကြီးကယနေ့လူရန်မှုအတွက်ဝမ်းမြောက်ဖွယ်အနုမောနာတရားနှင့်ရေစက်ချတရားတော်ချီးမြှင့်ပေးသနာတော်မူခဲ့ပြီးအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တည်ထူသုံးချိန်ရွတ်ဆိုကဖျားကတော့ရုပ်သိမ်းခဲ့ပါတယ်တဆက်သေးမှာပဲ ကဆုံလာပြီးဗုဒ္ဓနေညောင်ရီသွန်လောင်းပွဲတော်ဒုတိယပိုင်းခန်းနာအစီအစဉ်ကျင်းပပြုလုပ်ရမှာသာသနာအလံကိုင်းအဖွဲ့နေဩဝါရစရိယဆရာတော်ကြီးများကဦးဆောင်ကကောဘကအဖွဲ့နေအပရိသက်အပေါင်းတို့ကစေရတော်ကြီးအားလက်ရာရေးတပည့်လက်လေပူဇော်ခဲ့ပြီး ဩဝါဒဆရိယဆရာတော်ကြီးများကဘောရိညောင်ပင်ကြီးအားဗုဒ္ဓဘီဒီကအနိကစားတင်ခြင်းမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဩဝါဒဆရိယဆရာတော်ကြီးများကဦးဆောင်ကဘောရိညောင်ပင်ကြီးအားကဆုံညောင်ရီစတင်တွန်းလောင်းခဲ့ပြီး ဇေယီတော်ဂောဘကအဖွဲနှင့်အေဘရိဒတ်အပေါင်းတို့ကဗောရီညောင်ပင်ကြီးအားညောင်ရီသွန်းလောင်းခြင်းမင်္ဂလာကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ိန္ဒိယကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့နေထိုင်နေများဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖွားပွင့်ဟောဆံပြရိတ်ခဏဆိုတဲ့ကျွန်တော်တို့ရှိိုးစကားနဲ့အညီပေါ့လေဒီနေ့ကကျွန်တော်တို့ဗုဒ္ဓဘာသာမယ်လူမျိုးတွေရဲ့အထွတ်မြတ်ဖြစ်တဲ့ဗုဒ္ဓနေ့လည်းဖြစ်ပါတယ်ဒီနေ့ဗုဒ္ဓနေ့မှာတော့ကျွန်တော်တို့ဥစွာပထမမနက်ခွန်တိုင်းဝတ်တိချိန်မှာဩဝါဒစရိယဆရာတော်ယူကိုပါကြောက်လာလာရှိပါတယ်ကြောက်လာပြီးတော့ဤရဏဘိမှန်တော်ကြီးမှာကျွန်တော်တို့ကိုပကအဖွဲ့ဝင်များ ရားဘုရားပြည်သူများဓမ္မမိတ်ဆွေများကိုကျွန်တော်တို့ချစ်ပါသီလတရားတော်ချီးမြှင့်ပြောတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အခမ်းအနားစီစဉ်ရဲ့ပထမပိုင်းဖြစ်ပါတယ်ခမ်းအနားစီစဉ်ရဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဆရာတော်ကြီးကိုပါအနေနဲ့ဥဆောင်ပြီးတော့မှကျွန်တော်စီတို့မျက်ကြီးကိုလက်ရည်တစ်ပါးလှည့်လည်ပူဇော်ပါတယ်ပူဇော်ပြီးတဲ့အချိန်မှာမင်းသားချိန်မှာကျွန်တော်တို့မဟာဗောဓိညောင်မြင့်ကြီးမှာဆရာတော်ကြီးများပြီးတော့မှကျွန်တော်တို့မဟာဗောဓိညောင်မြင့်ကြီးကိုဗုဒ္ဓဘာသာပိတိကအနေနဲ့တင်ပါတယ်ပြီးတော့ဆရာတော်ကြီးများဥဆောင်ပြီးတော့မှ ကျွန်တော်ဗောဓိညောင်မင်းကြီးမှာကဆုံညောင်ရဲ့၃လောင်းကိုပူဇော်ပွဲကိုလည်းအောင်မြင်စွာကျင်းပခဲ့ပါတယ်။ဒါအပြင်ကျွန်တော်ဖရာဘုလားပြည်သူများဝေယောစာဖွင့်များဓမ္မပိစုများကလည်းတစ်ချိန်တည်းမှာကျွန်တော်တို့ကဆုံညောင်ရဲ့၃ပွဲကိုကျင်းပခဲ့ပါတယ်။ဒီနေ့ထူးခြားတဲ့အစီအစဉ်တစ်ခုကတော့မနေ့9နိုင်ခွဲတတိမှာဒီအင်ရိုယာတိုက်မှာရှိတဲ့ဆရာတော်အတန်းကတော့အပါ350ကို ပုံငါစွန်အောင်စွန်များကတ်လူခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ မနေ့ခုနကစပြီးတော့မှဘုရားဘုရားပြုပေးဘူးအခုချိန်ထိပေါ့လေကင်ထွေးရင်မုံကနဲ့ကျွေးမလို့ရရှိပါတယ်နေ့လေပဲမှလည်းနေ့လေတနင်္လာစပြီးတော့မှဘုရားဘုရားပြုသူတွေကိုကျွန်တော်တို့မုံကနဲ့သတိစာကျွေးမရရှိစင်ရှိပါတယ်ကဆုံကြောင်းရင်သွန်းလို့မှုတော့အခုမနေ့ကျွန်တော်တို့ခုနလောက်ကစပြီးတော့မှညာ၈နိုင်အထိကိုသွန်းလို့မှဖြစ်ပါတယ်ဒီလိုသွန်းလို့နိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့ရေအားအစအလုံးလောက်ကျွန်တော်ပြေးသွားသွား စင်ထားကြီးဖြစ်ပါတယ်ဒီနေ့ကစုံလာပြင်းနေရတော့ရာသူတွေတော်တော်ရရှိရဲ့ဖရာဘူးလာပြည်သူတွေကလည်းရခင်နဲ့ဆိုင်ပုံများလာတယ်နောက်ခင်ထွေးယူမွေးကလည်းကျွန်တော်တို့အဆက်မပြတ်သတိရှင်မွေးကကိုပြေးမွေးတဲ့ကြောင့်မို့ကျွန်တော်တို့နဲ့အထူးပဲဝမျက်ဝန်းသာပီတိဖြစ်ရပါတယ်ညီခင်မှလည်းကျွန်တော်တို့အားလုံးအဆင်ပြေအောင်ပြေးမွေးတော့ကိုလည်းကျွန်တော်ကောဘကဖွဲ့ရစင်ထားကြီးဖြစ်ပါတယ်နော်လာပြင်းထင့်တယ်မှာလည်းဒီတဲ့ဘက်ကပုံမစီကောင်းအောင်လည်းကောဘကဖွဲ့ရကောင်းသောအစီအမံများနဲ့ကျွန်တော်တို့ဆောင်ရွက်တော့မှာဖြစ်ပါတယ်